်မင်္ဂလာပါရှင်ကျမအကေခိုင်ပါဒီပူပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းရွှေဘုံနဲ့ဝက်လက်မြို့နယ်တွေမှာနိုဝင်ဘာလ28ရက်နေ့ကစစ်ကောင်စီတပ်စစ်ကြောင်းတွေနဲ့တော်လေရေတပ်ဖွဲ့တို့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီးစစ်ကောင်စီတပ်သားအများအပြားတေဆုံကတော်လေရေဘုံနှစ်ယောက်လည်းကြာဆုံးခဲ့လို့တော်လေရေတပ်ဖွဲ့တွေစီကသိရပါတယ် ဝလန်မြို့နယ်ထဲကစိုင်းတိုင်းလေးလျှော်မှာအင်အားတရာလောက်နဲ့တက်ဆွဲနေတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုနိုဝင်ဘာလ28ရက်နေ့မနက်6:00နာရီလောက်မှာဝင်ရောက်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်ဖက်က၄ရောက်တေဆုံးခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီနဲ့ညနေ3:00နာရီလောက်မှာပဲရွှေဘုံမြို့နယ်ထဲကရွှေဘုံမန္တလေးလမ်းမကြီးအတိုင်းထွက်လာကြတဲ့တပ်မ33လက်အောက်ခံ ထောက်ဖို့စစ်ကြောင်းနဲ့နှစ်နာရီကြာတိုက်ပွဲဖြစ်ပေါ်ခဲ့ပြီးစစ်ကောင်စီတပ်သား30တေဆုံးခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းညီနောင်မဟာမိတ်တရင်ကိုထောက်ခွနရ6ကတထောက်ဗိုလ်တယောက်လက်နက်ကြီးကြီးစားထိမဲ့ကကြဆုံးခဲ့တယ်လို့ရွှေဘုံမြို့နယ်ပကားဘရဲဘော်တယောက်ဟာလည်းမိုင်းဖြတ်တောက်ရဲလုတဲ့အချိန်ကြဆုံးခဲ့ပြီးတပ်ဖွဲ့ဝင်၄ယောက်ကတော့မစိုးရိမ်ရှာတဲ့တရားတွေရရှိခဲ့ကြတယ်လို့ဆိုပါတယ်ရှင်။ ရန်ကုန်တိုင်းလိုင်တာယာမြို့အမှတ်၈ရပ်ကွက်ကဥချိုရင်မှုရုံမှာဒဇင်ဘာလ၁ရက်နေ့ည၈နာရီကျော်ကလက်ပစ်ပုံနဲ့ပြစ်ခတ်တိုက်ခိုက်ခံရတဲ့အတွက် ရုံဆောင်အပောင်ဝင်ပြူစော်တီတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဥချိုရဲ့အဖွဲ့နဲ့နှိဆက်သူတွေစီကသိရပါတယ်စစ်ကောင်စီကပြုလုပ်တဲ့အတူအယောင်ရွေးကောက်ပွဲအတွက်အစည်းအဝေးလုပ်ဖို့စီစဉ်နေတဲ့အချိန်တတိပယ်ဖောက်ခွေတိုက်ခိုက်တာလို့ Mother Sun Shangon Force မြို့ပြ UG တော်လေးရဲ့တပ်ဖွဲ့ကဆိုပါတယ် လက်ပြဘုံနဲ့တော်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါရှေ့ရက်ွက်ရုံထဲမှာရွေးကောက်ပွဲအတွက်အစည်းအဝေးလုပ်ဖို့စီစဉ်နေလို့လက်ပြဘုံနဲ့ပြစ်ခတ်ခဲ့တာဖြစ်ပြီးထိခိုက်မှုအသေးစိတ်ကိုတော့စုံစဲလို့မရခဲ့ဘူးလို့ MSYF မြို့ပြပျောက်ကြားတော်လည်းတပ်ဖွဲ့ခေါင်းဆောင်ဖွန်နိုင်ကပြောပါရီဒဇင်မာလာနှစ်ရက်နဲ့မနက်မှာစက်ခိုင်ရဲ့ပါတီအတွက်စီယုံရေးလုပ်ဖို့စီစဉ်နေတာဖြစ်ပြီးရွေးကောက်ပွဲစီယုံလှည့်လည်မှုမှာမပါဝင်မပတ်သက်ကြဖို့တတိပေဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါရရှင် ်ခဲ့ပါ ABS ရဲ့ကိုဖွဲ့စည်းခဲ့တဲ့38နှစ်ပြည့်ဟာနိုဝင်ဘာလ1ရက်နေ့ဖြစ်ပေမဲ့မဲလ်ဘုန်းမြို့ရောက်မြန်မာနိုင်ငံသားတွေရဲ့စူပေါင်းအားလိုက်ရဲ့စနေနေ့နိုဝင်ဘာလ29ရက်နေ့ကျမှကျင်းပခဲ့တာပါဒီနေ့ ABS ရဲ့38နှစ်မြောက်အာနှစ်ပတ်လည်အခမ်းအနားပေါ့နော်ကျွန်တော်မဲလ်ဘုန်းဩစတြေးလျကျင်းပတဲ့ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့88တန်နေပြီကျွန်တော်တို့စပြီးတော့တည်ထောင်ခဲ့တာ39လောက်ရှိပြီအခုချိန်လည်းကျွန်တော်တို့ရဲ့ democracy တိုက်ပွဲတွေဆက်လက်တိုက်ပွဲဝင်နေတဲ့ ABS ရဲ့ရဲဘော်တွေကိုဂုဏ်ပြုရဲ့အနေနဲ့ရဲတော်လည်းရေတစ်လျှောက်ကြာဆုံးသွားတဲ့ကျွန်တော်တို့ရဲဘော်တွေကိုကျွန်တော်တို့အလေးနဲ့ပြုပြီးတော့ကာရာပြုတဲ့အနေနဲ့ရဲလက်ရှိတိုက်ပွဲဝင်နေတဲ့ ABS ရဲ့ရဲဘော်တွေအတွက်ကိုကျွန်တော်တို့ကအားပေးတဲ့အနေနဲ့တော့ ကျွန်တော်တို့ fan အနေနဲ့ရောကျွန်တော်တို့ထောက်ပံ့နိုင်အောင်ပေါ့နော်ကျွန်တော်တို့အဲ့ဒါတွေရည်ရွယ်ပြီးတော့အဓိကရည်ရွယ်ချက်၃ချက်နဲ့ကျင်းပခြင်းဖြစ်ပါတယ်ခင်ဗျာဒီပွဲကို ABS ရဲ့ဥက္ကဋ္ဌရဲဘော်တန်ခဲကလည်းမိန်ကုန်းဗီဒီယိုရုပ်တံပေးပို့ခဲ့ပါတယ်ကောင်းတာပြင်မှာဒီဒီပရိုဂရမ်နဲ့လည်းဘုံမှာအကျဉ်းပါသူတို့ရဲ့အဲခါကိုကျွန်တော်တို့ တော်တော်တော်ကဘာလဲအဲတော်လာသူ့ဘာလဲရေရောမရှိတာကျွန်တော်တို့ကြောင်းမတော်တော့တော့ဘောကျုပ်စုရေလိုလိုကြီးရေရောဘူးလားဘယ်ဘာလဲဒီတော့မှာတိုင်းရဒေသတွေမှာကျွန်တော်တို့လက်သက်တိုင်းတော်လာရင်ဆက်လာတဲ့စနစ်ကိုတော်လာတိုက်ပွဲဝင်ကြတာအားလုံးဖြစ်ပါလေအခမ်းအနားကိုတော့ Australian နိုင်ငံရောက် ABSG ရဲ့တပ်ဖွဲ့ဝင် ဟောင်းနေຫນွေဥဒေါ်လာရေးလှုပ်ရှားသူတွေ NLD လွတ်တော်ကိုယ်စားလှယ်တွေနဲ့ NUG CRPH Supporting Group အဖွဲ့ဝင်တွေတက်ရောက်လာခဲ့ကြပါတယ်။ရာခိုးပြီးတော့တိစောက်တက်ပြီးကြတာကိုယ်စားလှယ်ခုနှစ်ယောက်ရှိနေပြီ။ဒီ online ပြည်ရက်ထီကိုကျွန်တော်တို့ကပြည်စင်နဲ့အတူတကွရောက်ရနေရာနေကိုကျွန်တော်ဆက်ပြီးတော့ရပ်တည်သွားမယ်။အားပြေးသွားမယ်။အဲတော့အားလုံးကလည်းဝမ်ပူပေါင်းချောက်ကိုတက်ဖိတ်ခေါ်ကြပါမယ်။ င်းရဲ့ရှိတဲ့ပြင်ပြစ်ပတ်တဲ့ငွေကိုလာပြီးတော့အားပေးခြင်းဖြစ်ပါမယ်အားလုံးကိုပြရတာလည်းချီးမွမ်းခြင်းအကြောင်းပြောချင်ပါတယ်ဒီမှာလည်းတော်လိုင်းရင်အောင်ဖို့အတွက်အားလုံးကိုနောက်ဆက်ပြီးတော့ဆက်သွယ်ပြီးတော့စုပေါင်းပြီးတော့ဆောင်ရွက်တော်လမ်းဆောင်တာကိုဆောင်ရွက်ကြပါမယ်တော်လိုင်းရင်အောင်တဲ့အားလုံးကိုဆက်လက်ပြီးကြိုးစားကြပါလို့ဒီမှာလည်းတိုင်ပြီးတော့လည်းတောင်းဆိုပါတယ်ရှင်တပြိုင်တည်းမှာပဲចောင်းသားတက်မတော် ABS ရဲ့အတွက်

။နိုဝင်ဘာလ26ရက်နေ့နေ့လယ်7နာရီခွဲလောက်မှာအမျိုးသမီးတယောက်စင်တိုးကြီးဖုန်ကြီးကျောင်းဝင်းထဲမှာမြေမြုံမိုင်းနေမိပြီးထိခိုက်ဒဏ်ရာအပြင်းထန်ရရှိခဲ့တာပါလို့ဒေတာခန်တွေကပြောကြားပါရ။စင်တိုးကြီးရော်ဒေတာခန်တယောက်ကသားဖားနှစ်ယောက်ဖုန်ကြီးကျောင်းထဲမှာတံဖြာသေးဝင်ကောက်တာပါ။အဖေကဘာမှဖြစ်ပါဘူး။တမင်းဖြစ်သူကအညာချေဖြစ်လိုက်ရပါတယ်။အခုတော့ဒဝေဆေးုံမှာဆေးဝါးကုသမှုခံယူနေလို့ပြောပါတယ်။ မိုင်းနေမိတဲ့အသက်20နှစ်အရွယ်အမျိုးသမီးဟာဘိတ်တကတုံမှကြောင်တက်နေသူဖြစ်ပြီးစင်တိုကြီးရော်ကိုပြက်ရောက်တာတပတ်ဝန်းကျင်လောက်သာရှိသေးတယ်လို့ဒေတာခန်ရဲစီကသိရပါတယ်။စင်တိုကြီးရော်ရဲ့ဒေတာခန်နောက်တစ်ယောက်ကဘုံကြီးเจ้าဟာတားမြစ်နေမည်ဖြစ်ပါတယ်။တော်လေရဲ့တပ်ဖွဲ့တွေပကမတော်ရတဲ့နေရာတွေကိုနှုတ်မိတ်နဲ့ကတ်တက်ထားတော့ရှိပါရဲ့စင်တိုကြီးရော်ရောအနေနာဝဲချင်မာရောတစ်ဖက်စလုံးကထောင်ထားတဲ့အမျိုးမျိုးမိုင်းတွေရှိနေလို့ပါလို့ပြောပါရဲ့ မိုင်းနေမိတဲ့နေရာဖြစ်တဲ့စင်တိုကြီးဘုံကြီးကျောင်းဟာပြီးခဲ့တဲ့2024ခုနှစ်ဩဂတ်လမှာစစ်ကောင်စီနဲ့ခဲယူပူပေါင်းတပ်ဖွဲ့တို့ရဲ့နဖက်တိုက်ပွဲဖြစ်ပေါ်ခဲ့တာကြောင့်ဘုံကြီးတွေလည်းတင်းလျှောက်ကုန်ပြီးကျောင်းမှာပိတ်ထားရတယ်လို့ဒေတာခန်တွေစီကသိရပါရဲ့ရှင်ဒီပူပီရုံးမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျမကေခိုင်ပါ